ရသမြအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ AK Moral Stories Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်။စိတ်ချင်းဆက်သွယ်နေတဲ့အမနဲ့ညီမကြားမှာအမြင်မပြတ်တဦးနဲ့တဦးအမြဲတမ်းချစ်ချင်းမြတ်တာနှောင်ကြိုးရှိတယ်လို့ဆိုကြပါမယ်လေ။ဇာကတော့ကလင်းယုကခေါ်ပရိပခာနဲ့ဒုက္ခဖြစ်တဲ့ခင်မို့လို့အများစုကတော့မြတ်တာကိုပတ်စံနေတာပေါ်ပြတတ်ကြပါရဲ့။အဲလိုအခြေအနေနဲ့ရွာလေးတရွာမှာစင်းရဲတဲ့လေသမားတဦးမှာတမီးသုံးယောက်ချုံကားလာခဲ့တယ်။ လေသမားကြီးကသူ့ရဲ့ကလေးတွေကိုရစ်ကျူရာခီနဲ့ရီနာလို့နာမည်ပေးခဲ့ပါတယ်။သူတို့သမီး၃ယောက်ကအသက်ဆက်ရှင်နေပြည့်တဲ့အခါမှာတော့လေသမားနဲ့သူ့ရဲ့ဇနီးတို့ကမတော်တဆမှုတစ်ခုနဲ့ဆုံမသွားခဲ့ပါတယ်။ဒါကြောင့်ပဲသမီး၃ယောက်စလုံးကလည်းမိဘမဲ့လေးတွေဖြစ်သွားခဲ့ကြပါတယ်။ဒီလောကကြီးမှာငါတို့ကြွတ်ဘသူမှမရှိတော့ဘူး။အဖေကငါတို့တွေအတွက်ဘလောက်တောင်ကြိုးစားခဲ့ရတာလဲအခုဘသူကငါတို့ကိုကြွေးမွေးတော့မလဲ ငါတို့တွေအခုဘာလုပ်တင်လဲမိန်းကလေးတောင်ရောက်တာကဖြစ်ပြလာတဲ့အခြေအနေတွေကြောင့်မလို့ဖတ်တွေ့ပြီးငိုကြွေးကြပါတော့တယ်။အဲ့ရအကြမှာတော့ရီကျူကအပြစ်တစ်ခုကိုရှာဖွေတွေ့ရှိသွားတာကြောင့်သူ့ရဲ့ညီမတွေကိုပြောပြလိုက်တယ်။ရာခီရီနာငါတို့လက်ထက်တင်နေ။အဲ့ဒါမှပဲငါတို့တွေဒီဆင်းရဲတွင်းကလွတ်မြောက်မှာ။ဒါပေမဲ့ဘသူကငါတို့ကိုလက်ထက်မှာလဲညီမလေး။ အခုငါတို့ကအိမ်ချောင်ပစ္စည်းတမမုံအလှငွေပေးဖို့တောင်မတတ်နိုင်ဘူးလေအဲ့ဒါဘာဖြစ်လဲဒီနေ့ခင်မယောက်ျားလေးတွေဟာမိန်းကလေးတွေကိုမြင်မြင်ချင်းချစ်ကြိုက်တတ်ကြတာပဲကျမတို့ပတ်စံရှိတဲ့ယောက်ျားလေးတွေကို အချစ်ရင်းနဲ့ပိုက်ကွန်ထဲမှာချစ်ဖို့ကောင်းအောင်ဟန်ဆောင်မှုနဲ့သူတို့ကိုမိအောင်ဖမ်းပြီးတော့လက်ထပ်လိုက်အောင်ပါပဲအဲ့ဒါဆိုကိစ္စပြီးသွားတာပေါ့ဒါပေမဲ့ရီနာကတော့အဲ့ဒီဂျန်ကိုမကြိုက်ပါဘူးအဲ့ဒါကြောင့်မဲရီနာကတခုခုပြောလိုက်ပါတယ် မဟုတ်ဘူးမဟုတ်ဘူးငါတို့ကဘာလို့တခြားသူကိုမှီခိုရမှာလဲငါတို့ကိုယ်တိုင်တခုခုလုပ်ကြမယ်ရီနာနေယူနေလားငါတို့ကိုယ်တိုင်တခုခုလုပ်ဖို့ဆိုရင်အဲ့ဒါကနှစ်ပေါင်းများစွာပဲကြာလိုက်မယ်လက်ထတာကပဲနေကိုအရာရာအစင်နဲ့ဖြစ်အောင်ပေးလိုက်မယ်ဒါပေမဲ့လေရီတူရဲ့ပြောစကားကိုရီနာကလည်းမခံပါဘူးအဲ့လိုနဲ့ပဲရီတူနဲ့ရာခီတို့ကခင်မောသောရှာဖို့အတွက်စတင်စူးစမ်းနေစိမ့်မှာ မိနာကတော့ကောလိပ်ပြီးဆုံးအောင်မယ်ပညာရေးကိုဆုံးခန်းတိုင်အောင်ဆက်လက်တက်ဖို့အတွက်ကြိုးစားပြီးတော့အလုံများနေပါတယ်ရီတူနဲ့ရာကီထွက်သွားပြီးတဲ့နောက်မှာတော့သူတို့နှစ်ယောက်ကလူမှုမီဒီယာကနေတဆင့်စမ်းသာတဲ့ဖခင်တူရဲ့သားနှုတ်ဦးဖြစ်တဲ့ဆိုဟတ်နဲ့အာကာရှ်တို့ကိုဆုံတွေ့ခဲ့ရပါတယ်။သူတို့ကစမ်းသာတဲ့ဖခင်ကြီးရဲ့သားဆိုးနှုတ်ဦးပေါ့။ရီတူနဲ့ရာကီတို့ကတထင်းနှုတ်ဦးကိုချက်ချင်းမြတ်တာပိုက်ကုန်တဲ့တေချာဖမ်းမိအောင်လှုပ်လိုက်နိုင်ပြီးတော့ရန်နေငယ်အစာကျွမ်းမှာပဲသူတို့ကလက်ချက်ခဲ့ကြပါတယ်။ ဒါပေမဲ့လည်းရောက်ကမရင်ကိုရောက်တဲ့အခါမှာတော့ရီတူးနဲ့ရာဂီတို့အားအသင်သွားရပါတယ်။ဟိုးဒါအိမ်ကြီးပဲ။ပရိဘုံကတွေကလည်းအများကြီးပါလား။ကျွန်မဒါမျိုးနေရာကို အမြဲလိုချင်နေခဲ့တာ။အမကြီးအိမ်မှာအိမ်ဝော်ရီတောင်ရှိလောက်တယ်။ငါတို့တွေအလုံးလုံးဆရာမလိုတော့ဘူး။ဒီမှာနေရတာကအယမ်းပြောင်ဖို့ကောင်းပါပဲ။အခုငါတို့တက်တက်လောင်းတက်တောင်းတက်တာနေရတော့မယ်။အမရဲ့ဂျန်ကကြက်ကဲကိုကောင်းတာပဲ။ ဟုတ်တယ်ငါသိပါတယ်ဒါပေမဲ့ရီနာကတော့ယူနေရလေအခုတော့သူကအဲ့ဒီဆင်းရဲတဲ့တဲအိမ်လေးထဲမှာတယောက်တည်းခြံခဲ့ပြီအဲ့ဒါကတော့သူ့ရဲ့သဘောပါပဲလေ သူကတော့တသက်လုံးဆင်းရဲနေရလိမ့်မယ်သူတို့နှစ်ယောက်ကသူတို့ခင်မွန်းနေတဲ့အတူထိုင်ပြီးတော့အစာတောက်ကြတယ်အစာတောက်တွေထဲမှာလဲစက်တာသိုးတာပန်းလူရောင် cheese နဲ့အဆုံပါဝင်ပြီးတော့ရီတူနဲ့ရာခီတို့ကဘိုက်ပြင်အောင်စားကြပါတယ်။အဲဒီချိန်တော့တင်းလေးမှာတော့ စင်းရတဲ့တဲအိမ်လေးထဲမှာရှိတဲ့ရီနာတယောက်ကတော့ရေနဲ့ရောထားတဲ့ထမင်းကိုပဲစားနေရတယ်။အိမ်ထဲမှာလည်းသူမတယောက်တည်းသားရှိတယ်။သူမရဲ့မျက်နှာပေါ်မှာလည်းမျက်ရည်တွေကစီးကျနေပါတယ်။ဒီနေ့မှပထမဆုံးချိန်ဒီအိမ်မှာတယောက်တည်းဖြစ်နေရော။သူတို့တွေအခုဘာလုပ်နေလဲမသိဘူး။အိုးဖယားသခင် သူတို့ပျော်ရွှင်နေဖို့ပဲစူကြောင်းပါတယ်။စားတော့ပြီးတဲ့အခါမှာတော့ရီနာကစားချက်ဖို့အတွက်ထိုင်လိုက်ပါတယ်။ နောက်နေ့မနက်မှာတော့သူမကကောလိပ်ကိုသွားတယ်။အဲဒီအချိန်အတားမိုင်เจ้าအောင်ကြီးကအရီနာကိုသူ့ရဲ့အခန်းထဲခေါ်ပြီးစကားပြောပါတယ်။ရီနာမင်းကျောင်းလာကနလားစာမပေးရသေးဘူး။အဲ့အာကိုမင်းဘယ်တော့ပေးမလဲ။ကျောင်းမှမာရဲဆရာကျမရဲ့မိဘတွေဆုံးသွားတော့လို့ကျောင်းလာကတွေကိုမပေးနိုင်ခဲ့တာပါ။ရီနာငါ့ကိုဒီစကားတွေလာပြောနေတာအတော့မဝင်ဘူး။ငါ့ကိုကျောင်းလာကပဲပေး အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့မင်းဒီကောလေးကထွက်သွားပါ။ကျောင်းအကြီးကရီနာကိုပြောစရာရှိတာပြောပြီးကောလေးကနေတွန်းထုတ်ခင်ပါတယ်။အဲ့ဒါဆောင်မဲ့ရီနာကအယံဝန်နေသွားတယ်။အဟိုးဖျားသခင်ကျမအစာတင်ပြီးတော့အသက်မွေးဝမ်းဆောင်တစ်ခုလှုပ်ချင်တာ။ဒီလောကမှာပတ်စံကအရာရာပါပဲလား။ရီနာကအလုံးလုံးဖို့အတွက်စတင်ခဲ့ပေမဲ့လည်းဘယ်သူကမှသူ့မကိုအလုံးမပေးကြပါဘူး။ နောက်နေ့မနက်မှာရီနာတယောက်ကအိမ်လုံးတွေကိုလုံနေတော့မှ သူမရဲ့အိမ်အပြင်ဘက်ကိုကားတစ်စီးထိုးရလာခဲ့တယ်။အဲ့ဒီတဲကနေရီတူးနဲ့ရာခီတို့ထွက်လာကြတာပါ။အိုးအမားတို့လာလာ။ကျမအမားတို့ဒီအိမ်ကိုလာတော့မှမဟုတ်ဘူးလို့ထင်နေတာ။မဟုတ်ဘူးမဟုတ်ဘူး။ငါတို့တွေလာရမှာပဲ။နေ့ခုဘလို့ချင်းနေမျိုးကို ရောက်နေပြီလေဆိုရလားကြည့်ရမှာကို။ဟုတ်တယ်ဟုတ်တယ်။နေရငါတို့စကားနားမဆောင်ခဲ့ဘူးလေ။အခုကြည့်အောင် ငါတို့ကဒီလိုကားကြီးနဲ့လျှောက်သွားနေရပြီ။အဲ့ဒါကောင်းပါတယ်အမ။ဒါပေမဲ့ကျမကိုရိုင်းရဲ့တည်နိုင်မှုအတွက်တခုခုလုပ်ရမယ်။ကျမကကျမရဲ့ခင်မုန်းပတ်စံကိုမှီခိုပြီးတော့မနေစင်ပါဘူး။နင်ကကိုဘသာဘာမှလုပ်နိုင်မှာမဟုတ်ပါဘူး။ဂျာနဲ့အမကျမဒီနေ့ကောလိပ်မသွားခဲ့ရဘူး။ကျောင်းအုပ်ကြီးကညမကိုကျောင်းလောက်ခမပေးနိုင်လို့ဆိုပြီးကောလိပ်ကနေထုတ်ပေးတာခံလိုက်ရတယ် ဒါဖြစ်လာမှာပဲညီမလေးအခုနင်းလို့ချင်တာလို့တော့ငါတို့ကတော့ငါတို့ခင်မုံပတ်စံနဲ့နေသွားမှာရီတူးနဲ့ရာခီနှစ်ယောက်ကကားထဲပြန်ဝင်ပြီးအိမ်ကနေထွက်သွားကြတယ်ရီနာတယောက်ကတော့သူမကိုသူမကျွေးမေးဖို့အတွက်လိုအပ်လာခဲ့ပေမဲ့လေသူမမှာ ပတ်စံလုံးလောက်မရှိခဲ့ဘူးအဲဒါဆောင်မဲ့ရီနာကသူမမှာရှိတဲ့ပတ်စံအနေငယ်လေးပဲပဲနီလေးနဲ့ဆံဝယ်ပြီးတော့မှဈေးထဲမှာပဲနီလေးထမင်းရောက်မှုအတွက်စတင်ခဲ့တယ်ပဲနီလေးထမင်းစားပါ အရသာရှိတဲ့ပဲနီလေးထမင်းစားကြပါအဲဒီလိုနဲ့ပဲနလကြာသွားတယ်ရီနာတယောက်ကသူမရဲ့အသက်မွေးဝမ်းကြောင့်ပဲနီလေးထမင်းရောင်းနေရပေမဲ့လည်းအိမ်ပြန်လာရင်တော့အမြဲတမ်းစားဆက်ချက်ခဲ့ရပါတယ်ဂျန်နီရီနာကညနေပဲအိမ်ပြန်လာပြီးစားချက်ဖို့ထိုင်တဲ့အခါမှာမီးပြတ်သွားလို့တိုင်လုံးကမောင်းဝဲသွားတယ်။အိုးဘီနာကအိမ်နီးချင်းတွေအိမ်မှာမီးလာနေရပဲဂျီမာကကြာဘာလို့မီးပြတ်နေရလဲ ။အဲဒီချိန်မှာရီနာကတကူးခုကိုတတိယသွားပါတယ်။သူမအနေနဲ့လျှက်စစ်မီတာကနှစ်လမပေးရသေးဘူးဆိုတာပါ။ဒါပေမဲ့ရီနာကစာချက်ဖို့လိုနေပါတယ်။ဒါပေမဲ့သူမရဲ့အိမ်မှာလည်းဖျောင်းနိုင်နေတောင်မရှိပါဘူး။ကြည်မောင်ထဲမှာငါဘလို့လုံးပြီးစာချက်ရမှာလဲ။ငါစာမကြက်ရင်အလုပ်တောင်ရမှာမဟုတ်ဘူးရီနာတယောက်ကအများကြီးစဉ်းစားပြီးတဲ့နောက်မှာတော့ရီနာကကျူးကမဲရိုကိုတတိယသွားပါတယ် ရွာထဲမှာတော့ကျူးကမဲတော်ဖះအောင်ရှိနေပါတယ်ဖះအောင်ကတင်ငယ်ပေမဲ့မိသည်တလုံးကအမြဲတမ်းထုံညီထားတတ်ပါတယ်ရီနာကသူမရဲ့စာအုပ်တွေကိုယူပြီးဖះအောင်ကိုသွားခဲ့တယ်သူမကကျူးကရုပ်ချူရဲ့ရှေ့မှာထိုင်ပြီးတော့မိသည်အလင်းရောင်နဲ့ပဲညစာကြက်ခဲ့ပါတယ်စာကြက်နေရင်လည်းရီနာကလည်းအဲ့ဒီနေရာမှာပဲအိပ်ပျော်သွားတယ်မနေ့ရောက်လာပြီးသူမအနေနဲ့အိယာကနိုးလာတဲ့အခါသူ့ရဲ့ဘေးမှာရှိနေတဲ့ဖုန်းကြီးတစ်ပါးကထိုင်ပြီးတော့ဆူတောင်းနေတာကိုမြင်လိုက်ရတယ်ဖုန်းတော်ကြီး ဖုန်းတော်ကြီးဘယ်နှုန်းထဲကရောက်နေတာပါလဲဖုန်းကြီးခုနကကလေးကရောက်နေတာပါ သမီးမင်းကဒီနေရာမှာအိပ်ပျော်နေတာမလို့မနှိုးခဲ့တာပါဒါပေမဲ့မင်းကဘာလို့စာအုပ်တွေနဲ့ဒီမှာစာကြက်နေရတာလဲရီနာကဖုန်းတော်ကြီးကိုအဖြစ်ပြအလုံးပြောပြလိုက်တယ်ဖုန်းကြီးကအလုံးကိုကြားပြီးရနာရီနာကိုတခုပြောလိုက်ပါတယ်ကောင်းပါပြီသမီးဒီနေ့ကစပြီးမင်းဒီဖျားเจ้าမှာစာကြက်လို့ရပြီ သမီးစာတင်စာရင်းနဲ့အစာတောက်အတွက်ငါစီစဉ်ပေးပါမယ်။သမီးလောက်ရမှာက စာစပ်ပြီးတော့ဒူဂါမေရိုကိုသမီးရဲ့နှလုံးသားထဲကနေဆူတောင်းယုံမယ်။ဒူဂါမေရိုကသမီးကိုစွန့်လို့မှာမဟုတ်ဘူး။ရီနာကအိမ်ကနေထွက်သွားပြီးဖခင်ဆောင်မှစတင်နေတိုင်းခဲ့ပါတယ်။သူမကပဲနီလေးတမင်ရောင်းတာကိုရက်ပြီးတော့သူမရဲ့အချိန်အလုံးကိုစကြက်ချင်းမှမြုံနှံခဲ့တယ်။ ဒီတော့တွင်သူမရဲ့အမအနယောက်ကတော့တတောင်တတာနဲ့နေထိုင်ကြရတယ်။ဘာမှချိုးတဲ့အရာတွေလည်းမရှိကြဘူး။ဒါပေမဲ့တနေ့မှာတော့ so hash နဲ့ redo တို့အကြောင်းကိုတခုခုနဲ့ရံပြကြပါတော့တယ်။ Akash က so hash ကိုတခုပြောလိုက်တယ်။အကို redo နဲ့ rocky ရဲ့ရင်သားတွေကနေတိုင်းကြီးလာနေပြီ။ဟုတ်တယ်။ငါလည်းအဲ့ဒါပဲမြင်နေရတာ။ငါတို့တခုခုလုံးမရတော့မယ်။ဒီမင်းကလေးနေအောင်လုံးကိုငါတို့ရဲ့ဘောကနေဖယ်ရှားပေးရမယ်။ ငါတို့တွေကတခြားမင်းကလေးကိုရှာလို့ရတာပဲမင်းပြောတာမှန်တယ်အာကာရှ်ငါလည်းအခုရစ်တူးကိုစိတ်ဝင်စားတော့ပါဘူး။ငါလည်းရာခီကိုမကြိုက်တော့ဘူး။ရစ်တူးနဲ့ရာခီတို့ကနောက်ထပ်သူတို့ဘော်ဘာတွေဖြစ်လာမလဲဆိုတာမသိကြပါဘူး။အိမ်နေမှာပဲရီနာကအင်တာဗျူးရှိတယ်။သူမကဂျူကာမေရိုရဲ့ရှေ့မှာလက်အုပ်ချီပြီးဆူတောင်းပါတယ်။အိုးဂျူကာမေရိုကျမမှာကောလိပ်ဖွဲ့မရှိပါဘူး။ဘယ်လိုပဲဖြစ်ဖြစ်ဒီလောက်ကိုရပါစေ။ တကယ်လို့ကျမအလုပ်ရရင်မဲတော့ကိုအရန်ခန်းထားတဲ့ပွဲရီနဲ့ပူဇော်ပါမယ်။ရီနာတယောက်ကတသက်ရှာလေးဆူတောင်းခဲ့ပါတယ်။အဲ့လိုနဲ့ပဲရီနာအင်တာဗျူးသွားခဲ့ပါတယ်။ကုမ္ပဏီပိုင်ရှင်ကတော့မိခွန်းတွေပဲမိခဲ့ပါတယ်။မင်းမကောလိပ်ဘွဲ့မရှိဘူး။ကောလိပ်တောင်မပေးဘူး။အဲ့ဒါကိုငါတို့ကဘာကြောင့်မင်းကိုဒီမှာအလုပ်ပေးရမှာလဲ။ဆရာကျမကဆင်းရဲလို့ကောလိပ်မပေးခဲ့တာပါ။ ဒါပေမဲ့ကျမအရန်စူးစမ်းပြီးစာရီကိုပြီးအောင်လုပ်ခဲ့ပါတယ်။ဆရာဘလို့မေးခွန်းကိုမစုံမေးနိုင်ပါတယ်။ရီနာကသူရဲ့ skill နဲ့ပတ်သက်ပြီးယုံကြည်မှုရှိရှိနဲ့ပဲပြောခဲ့တယ်။ company ပိုင်ရှင်ကလည်းမေးခွန်းနေမိတဲ့အခါရီနာကအားလုံးကိုမမှန်ကန်ကန်နဲ့ပြေဆိုနိုင်ခဲ့တယ်။ဒါကြောင့်မေသူမကအလုံရခဲ့တယ်။အဲ့ဒီအားကြောင့်မေရီနာကပျော်ရွှင်ပြီးတော့မျက်ရည်တွေတောင်သူမမျက်လုံးကနေစီကြလာပါဗျ။အခုသူမကစင်ရဲတွင်းထဲကနေလွမြောက်ခဲ့ပါပြီ။ထီတောတွင်းမှာပဲ ဆိုဟက်နဲ့အာကာရှ်တူကမင်းကလေးအသင်း၂ယောက်ကိုလက်ထပ်ပြီးတော့အိမ်ကိုခေါ်လာကြတယ်။အဲဒီအရာကိုမြင်တော့ရီတူးနဲ့ရာခီတို့ထိတ်လန့်သွားတယ်။ဆိုဟက်နဲ့အာကာရုကချက်ချင်းမိသူတို့နှစ်ဦးကိုအိမ်ကနေနင်းထုတ်ခဲ့ပါတယ်။ရီတူးနဲ့ရာခီတို့ကတညာရင်းနဲ့ပြန်ပြီးတော့ဆင်းရဲသွားကြတယ်။သူတို့ကငိုယို ပြီးတော့မှသူတို့ရဲ့အိမ်ဟောင်းလေးစီကိုပြန်လာတဲ့အခါရီနာကအိမ်ဟောင်းကိုဖြိုပြီးတော့မှအိမ်သေးဆောင်နေတာကိုမြင်လာရတယ်။ဟေးအမတို့ဘာဖြစ်လာတာလဲ။အမတို့အလုံးရသွားတာလား။ ဟုတ်ကဲ့နင်ပြောတာမှန်ခဲ့တယ်ညီမလေးလူတယောက်ကကိုကိုကို အားကိုးပြီးတော့ပဲချမ်းသာတင်တာညီမလေးပြောတာကိုနားမချမိတဲ့အတွက်အမတို့တွေမှားခဲ့ပါတယ်ကိစ္စမရှိပါဘူးအမတို့အခုကျမတို့သုံးယောက်အတူတူနေကြမယ်အမတို့စာစာကျန်တာကိုကျမစီစဉ်ပေးပါမယ်အပြည့်ပြည့်တွေပြီးသွားတဲ့နောက်မှာတော့သူတို့သုံးယောက်ကအတူတူနေထိုင်ခဲ့ကြပါတယ်ရေတူနဲ့ရာခီတို့စာစာကြပြီးသူတို့နှစ်ဦးလုံးလဲအလုပ်တွေရခဲ့ကြတယ် တို့သုံးရစလုံးကအကျူကျူဂျူကမေရိုကိုကျင်းနာခဲဂျူကမေရိုကိုခဲနာကြည့်ကြတဲ့ပွဲရီနဲ့ပူစော်ခဲကြပြီးအဲ့လိုနီလန်းနဲ့ပဲညီမသုံးရစလုံးချမ်းသာကြွယ်ဝသွားကြပါတော့တယ်ဟုတ်ကဲ့ပါရှင်ဇလန်လေးကိုကြာနေသက်တယ်ဆိုရင်တော့ channel လေးကို like and subscribe လေးနှိပ်ပေးခဲ့ကြပါအောင်နော်ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်